လုံးလုံးရှားရှားကဘာသလားအစီအစဉ်ကိုရှုစားနေကြရတာပါ58ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ဆက်ဆက်ဆွေးနွေးပွဲတွေကိုအော်တိုဘာလ26ရက်နေ့ကနေ28ရက်နေ့ထိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပတော့မှာဖြစ်ပါတယ်။ဒါကြောင့်ဒီတစ်ပတ်မှာ Trump ဂါဇာအရှိတီမောမြန်မာနဲ့တောင်တရုတ်ပင်လယ်အရေးတွေလွှမ်းမိုးနေတဲ့အာဆီယံထိပ်သီးဆွေးနွေးပွဲအကြောင်းတင်ဆက်သွားမှာဖြစ်ပါတယ်။အာဆီယံဆက်နိုင်ငံမှာ ဘောင်မွေနဲ့မင်းအောင်လိုင်ကလွဲလို့ကျန်တဲ့ကိုးနိုင်ငံခေါင်းဆောင်တွေကထုံးစံတိုင်းတက်ရောက်ကြမှာဖြစ်ပါတယ်။သူတို့နဲ့အတူ အမေရိကန်သမ္မတဒေါ်နယ်ထရန့်တရုတ်ဝန်ကြီးချုပ်လီချန်ဂျပန်ရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဆန်နာရဲ့တာကာအီချီဘရာဇီးသမ္မတလူးဝစ်အီနာစီယို လူလာဒါဆီလ်ဗာတောင်အာဖရိကသမ္မတဆိုင်ရီရာမာဖိုစာကနေဒါဝန်ကြီးချုပ်မတ်ကာနေတို့လူကြိုင်တက်မှာဖြစ်သလိုအိန္ဒိယဝန်ကြီးချုပ်နိုင်ရာမိုဒီကတော့ online ကနေတက်မှာဖြစ်ပါတယ်။ ရုရှားဘက်ကတော့သမ္မတဗလာဒီမာပူတင်မတက်ဖဲဒုဝန်ကြီးချုပ်ပဲတက်မှာဖြစ်ပါတယ်ဒီနေရာမှာထပ်ပြောဖို့လိုတာကပူတင်ကသူ့ဘာသာ မတက်ချင်လို့မတက်တာဖြစ်ပြီးတော့မင်းအောင်လိုင်းကိုကြတော့ပေးမတက်တာဖြစ်ပါတယ်အာဆီယံဟာခေါင်းဆောင်တွေစုပြီးတော့ဆွေးနွေးကြပါမယ်ခိုင်မာတဲ့ဘာဆုံးဖြတ်ချက်ဘာလုံးဆောင်ချက်မှမချမှတ်နိုင်တဲ့ talking shop လို့အပြောခံနေရတာကြာပြီဖြစ်ပါတယ်အရေးစကားနဲ့ပြောရရင်တော့လူတွေစုပြီးတော့လေပန်းနဲ့ဘုံဆိုင်လိုမျိုးလို့ဆိုရမှာပါမဲခွဲဆုံးဖြတ်တာမျိုးမရှိဘဲဘုံသဘောတူညီချက် ရတဲ့အချက်တွေကိုပဲလက်ခံပြီးရှိတဲ့အတွက်ဘုံဆိုင်ဆိုတဲ့နာမည်နဲ့ပူလိုက်ဖတ်တယ်လို့လည်းဆိုနိုင်ပါတယ်။အဲဒီလိုအဆင့်ကနေရွယ်ချက်နဲ့ဆောင်ရွက်တဲ့အတိုင်ဝန်းတစ်ခုဖြစ်စင်ကဲပြောင်းလဲရအောင်မယ့်အချိန်မျိုးမှာဒီအစည်းအဝေးကိုကျင်းပတာဖြစ်ပါတယ်။ကွဲပြားမှုတွေပိုတိုးလာတဲ့ဒေသမှာအာဆီယံဆိုတာဟာကြီးညာချက်တွေထုတ်ယုံတတ်တတ်မဟုတ်ဘဲနဲ့စုပေါင်းဆောင်ရွက်မှုမျိုးစွမ်းနိုင်တယ်ဆိုတာပြသနိုင်မှုအဓိကစိန်ခေါ်မှုဖြစ်နေပါတယ်။ ဒီဆွေးနွေးပွဲမှာအဓိကအကြောင်းချင်းရငါးခုလွှမ်းမိုးမယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်ဒီပွဲမှာလည်းခေါင်းဆောင်မင်းသားကထရမ်ပဲဆိုတာတန်တရားရှိစရာမလိုပါဘူးထရမ်ပွဲတက်လာတယ်ဆိုတာကနေအာဆီယံဟာအရေးကြီးတဲ့တန်တမာရေးစင်မြင်းတစ်ခုဖြစ်ဆက်ရှိနေတယ်ဆိုတာကိုဖော်ပြရရောက်ပါတယ်အာဆီယံခေါင်းဆောင်တွေကတော့ဒီခွင့်ရေးကိုအသုံးချပြီးတော့အမေရိကန်စီကကုံသွေးရေးနှီးပညာနဲ့ကာကွယ်ရေးမှာဂရီကွက်ဒါမှမဟုတ်ပူးပေါင်းဆောင်ရွက်မှုတွေရအောင်လို့ကြိုးပမ်းကြလိမ့်မယ်လို့လေးလာသူတွေကသုံးသပ်ပါတယ် မကြသေးခင်နှစ်တွေထဲမှာအမေရိကန်သမ္မတတွေဟာအာဆီယံဆွေးနွေးပွဲတိတ်မတက်ဖြစ်တော့တာကြောင့်အခုထွက်လာမယ်ဆိုတဲ့ကိစ္စကအရေးကြီးနေပါတယ်၂022ခုနှစ်တုန်းကကမ္ဘောဒီးယားနိုင်ငံဖွနမ်ပင်မှာကျင်းပခဲ့တဲ့ဆွေးနွေးပွဲမှာသမ္မတဂျိုးဘိုင်ဒင်တက်ခဲ့တာဟာနောက်ဆုံးဖြစ်ပါတယ်ထရန့်ပထမတက်တန်း2019ကနေ2021ခုနှစ်အတွင်းမှာလဲ2019ဖိလစ်ပိုင်မနီလာမှာကျင်းပတော့ကတခါပဲထရန့်လာခဲ့ပါတယ်ကမ္ဘာနိုင်ငံအသီးသီးကနေတင်သွင်းတဲ့ပစ္စည်းတွေပေါ် အမေရိကန်ကစီးချက်ခွန်တွေချမှတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာထရန့်နဲ့ဓာတ်ရိုက်တွေ့ပြီးတော့ညှိကွင်ရဖို့ဆိုတာဟာကမ္ဘာကောင်းဆောင်အများစုအတွက်မလွယ်လှတဲ့ကိစ္စဖြစ်ပါတယ်။ဗြိတိန်တို့ဂျပန်တို့ဆိုတာအင်မီရိုတီသွားညှိလို့လွယ်ပေမဲ့အာဆီယံကောင်းဆောင်တွေအဖို့မှာတော့ဒီလိုလာတော့တွေ့ရတာကအမျက်ဖြစ်ပါတယ်။အမေရိကန်ဟာအရှိတောင်အာရှမှာအကြီးဆုံးနိုင်ငံရင်းနှီးမြှုပ်နှံမှုရင်းမြစ်ဖြစ်ပါတယ်။ဂါဇာအပြည့်ရဲ့လက်မှတ်ထိုးပွဲမှာတော့ပွဲလာတက်တဲ့အင်ဒိုနီးရှားသမ္မတဘရာဘူကထရန့်ကပ်ပြီးတော့ကတိုးလေးသွားပြောတဲ့ကိစ္စကို တိုက်ရိုက်လွှင့်နေတော့အမှတ်မထင်အတန်ဖမ်းမိခဲ့ပါတယ်။ Trump မိသားစုစီးပွားရေးလုပ်ငန်း Trump Organization ရဲ့အင်ဒိုကအပန်းပြေစခန်းနဲ့ခေါက်ကွင်းစီမံကိန်းတွေတို့ကမြေနေရာကိစ္စလို့ယူဆရတဲ့အကြောင်းအရာအတွက်တားဖြစ်သူ Eric Trump နဲ့စကားပြောကျင်နေဆိုပြီးတော့စစ်ဘူချုပ်ဟောင်းတမရပရာဘူက Trump ကိုအတင်းဝင်လုံးခဲ့တာဖြစ်ပါတယ်။ဒါကိုကြည့်မယ်ဆိုရင် Trump နဲ့တိုးတိုးတမျိုးကြဲကြဲတပုံပုတ်ကလေးကစီးပွားရေးအရာရောနိုင်ငံအရေးပါညှိနှိုင်းခွင့်ရဖို့ဆိုတာဟာ ခွင့်ရေးတည့်ရဆိုတာရှင်းနေပါလား။ဒါမဲ့ train ရဲ့တန်တမန်ရေးဆိုင်ကရေတိုနဲ့အပေးယူဆန်နဲ့ထိတွေ့ဆက်ဆံမှုမျိုးကိုလူလာတာကြောင့်အာဆီယံအတွက်ရေရှည်ဂရီးကိုမျိုးရမယ်လို့ညွှန်လင်းလို့မရပါဘူး။နောက်တစ်ချက်ကတော့ကိုကိုကိုမြန်မာပြည်သူကစစ်ပွဲများကိုအဆုံးသတ်စေသူကြီးရဲ့လို့မှတ်ယူထားတဲ့ train ကမ္ဘောဒီးယားထိုင်းမြန်မာပြည်လက်မှတ်ထိုးပွဲကိုဦးစီးခြင်းနဲ့စိတ်ဆန္ဒဖြစ်ပါတယ်။လူ40ကျော်တေဆုံးပြီးတော့လူ3သိန်းအိုးရင်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ထိုင်းကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခဟာ ဇူလိုင်လ20ရက်နေ့မလေးရှားဂျာဝင်မှုထရန့်ဖိအားပေးမှုတွေကြောင့်အပြစ်ခတ်ရစဲပြီးတော့တခန့်ရက်ခဲ့ပါတယ်စက်တမလ23ရက်ကုလသမဂ္ဂအထွေထွေညီလာခံမှာထရန့်ကစစ်ပွဲခုနှစ်ပွဲသူရက်တန်နိုင်ခဲ့တယ်လို့ပြောခဲ့ရမှာကမ္ဘောဒီးယားထိုင်းဆိုတာကိုထိတ်ဆုံးကထည့်ပြောခဲ့ပါတယ် I ended 7 wars and In all cases, they were raging with countless thousands of people being killed. This includes Cambodia, and Thailand, Kosovo and Serbia. အာဆီယံဆွေးနွေးပွဲကိုတူလာတက်စေခြင်းဟင်ဒီလက်မှတ်ထိုးပွဲကိုမပြတ်မနေစီစဉ်ပေးရမယ်ဆိုတာမျိုးသတ်မှတ်ချက်တောင်ရှိတယ်လို့မီဒီယာတချို့ကဖော်ပြပါတယ်။ထရန်ကီးစင်ဟာအာဆီယံနဲ့စစ်မှန်တဲ့ပူးပေါင်းမှုမျိုးထက်တရုတ်ကိုတံမြန်မှုပထဝီနိုင်ငံရေးရှုခွက်လည်းဖြစ်နိုင်တယ်လို့သုံးသပ်ကြတယ်။ဒီဘက်ကိုထရန်လဲလာတာကြောင့်မိုင်မောင်းထောင်ချီဝေးတဲ့ပဋိပက္ခတစ်ခုဖြစ်တဲ့ဂါဇာအရေးရလဲကွာလာလမ်ပူမှာဆွေးနွေးစရာဖြစ်လာနိုင်ပါတယ်။ ထရန်ဂျာဝင်ပေးခဲ့တဲ့အစ္စရေးဟားမတ်အဖြစ်ခက်ရစဲရေးကိုကြိုးဆိုတယ်လို့အာဆီယံနိုင်ငံသားဝင်ကြီးတွေကကြေညာချက်ထုတ်ခဲ့တယ်လို့အမြဲတမ်းအပြစ်ရဖို့လူသားချင်းစာနာမှုအကူအညီတွေချက်ချင်းနဲ့အစင်တစိုက်ရရှိဖို့အရေးကြီးတယ်ဆိုတာလည်းထုတ်ပြန်ထားပါတယ်ထရန့်နဲ့ဆွေးနွေးရခါကျရင်ဂါဇာအရေးလည်းပါဝင်မှာဖြစ်တယ်လို့အင်ရှင်မလေးဝင်ကြီးချုပ်အန်ဝါအီဘရာဟင်ကအတည်ပြုထားပါတယ်မလေးရှားကိုနှစ်20ကြာကြာအုပ်ချုပ်ခဲ့တယ်လို့မကြသေးခင်ကတော့တကြောပြန်ဝင်ကြီးချုပ်လုတ်ခဲ့သေးတဲ့မာဒီယာမိုဟာမက်ကတော့ထရန့်ကိုဖိတ်ကြားတဲ့ကိစ္စကိုပြင်းပြထန်ထန်ဝေဖန်ထားပါတယ် အာဆီယံထိပ်သီးဆွေးနွေးပွဲမစတင်ခင်ရှစ်ရက်တွေထဲမှာထရန့်ကိုကန့်ကွက်ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကွာလာလမ်ပူမှာလုပ်ဖို့စီစဉ်ထားသလိုခွင့်ပြုပေးမယ်လို့မလေးဝန်ကြီးချုပ်ကအာမခံထားပါတယ်။ဒါပေမဲ့ဆွေးနွေးပွဲကျင်းပမယ့်ဧရိယာနဲ့ဧည့်သည်တော်တွေဘေးကင်းရေးကိုအာမခံမယ်လို့ပြောထားပါတယ်။ထရန့်ရဲ့ဂါဇာအရေးနဲ့ပါလက်စတိုင်းအရေးရက်တိချက်ပေါ်ကမ္ဘာမှာသဘောကွဲလွဲနေကြသလိုအာဆီယံငေါင်းဆောင်တွေအထူးသဖြင့်မလေးရှားနဲ့အင်ဒိုနီးရှားလိုနိုင်ငံတွေအတွက်ကတော့ဒါဟာတန်တမာရေးကြိုးတန်းလျှောက်နေရတာဖြစ်ပါတယ်။ ပါလက်စတိုင်းဘက်ကရည်တည်ပြီးတော့ဝေဖန်ရှုံချပြောဆိုချင်တာကတစ်ဖက်အစ္စရေးကိုကြားကန်ပေးထားတဲ့အမေရိကန်ညွန်ညင်မာဆိုရတဲ့မဟာဗျူဟာလက်တွေ့ဗရာဏဝါဒကတစ်ဖက်လွန်ဆွေးရတဲ့အခြေအနေမျိုးပါအမေရိကန်နဲ့လက်ဆက်ဆံရေးကိုကင်တွယ်နိုင်မယ်ဂါဇာအရေးမှာလည်းညီညွတ်တဲ့မူပေါ်အခြေခံနဲ့ရည်တည်ချက်မျိုးပြသနိုင်မယ်ဆိုရင်တော့အာဆီယံဟာဘေးကရက်ကြည့်နေဖို့ဖြစ်ကန်တယ်။ကမ္ဘာအကျပ်တဲတွေမှာထိတွေ့ပါဝင်နိုင်စွမ်းရှိတဲ့အတိုင်းဝိုင်းတည်းရဲ့ဖြစ်လာနိုင်တယ်လို့သုံးသပ်ကြပါတယ်။ ဒါပေမဲ့လည်းထုံးစံတိုင်းတန်တမာကြီးမိမပြတ်ချင်တာနဲ့ပဲပြဿနာကိုလက်ရှောင်ပြီးတော့လေပဲရှိပြီးတော့လက်တွေမရှိတဲ့အစင်လာကိုထိမ့်သိမ့်မှုကတော့ပိုများနေပါဗျာ။အာဆီယံဖွဲ့ဝင်ဖြစ်ဖို့အတွက်ကနဦးလျှောက်ထားခဲ့ပြီး14နှစ်ကြာမှာအရှေ့ဒီမောနိုင်ငံဟာအခုအစည်းအဝေးမှာတင်းပြည့်အဖွဲ့ဝင်ဖြစ်အတိမတ်ပြုခံရတော့မှာဖြစ်ပါတယ်။ပေါ်တူဂီကိုလိုနီဖြစ်ခဲ့ရာကနေ1995မှာအင်ဒိုနီးရှားနိုင်ငံကတင်းပိုက်တာခံရပြန်တဲ့ ဖြစ်ဒီမော်နိုင်ငံငယ်လေးဟာ2002ခုနှစ်မှာမှလွတ်လပ်ရေးရခဲ့တာဖြစ်ပါတယ်။ဒီနိုင်ငံဖွဲ့ဝင်ဖြစ်လာဖို့အတွက်2023မှာမှဖွဲ့ဝင်နိုင်ငံတွေကြားလမ်းပြမြေပုံတွေချမှတ်နိုင်ခဲ့တာဖြစ်ပါတယ်။အဖြစ်ဒီမော်ကိုဝင်ဝင်ပေးလိုက်တာဟာအာဆီယံရဲ့အားလုံးပါဝင်မှုနဲ့သိငယ်ပြီးတော့ဖွံ့ဖြိုးဆဲနိုင်ငံလေးတွေကိုပါလက်ခံပေးလို့ရှိတာကိုပြသလိုက်တာဖြစ်ပါတယ်။ဒီဘက်မှာလည်းငကိုတွေကဘုံသဘောတူညီချက်ကိုအခြေခံနဲ့ဆုံးဖြတ်ချက်ချတဲ့စနစ်ရဲ့နှိကွင်းမှုကိုပိုရှုပ်ထွေးလာစေတော့မှာဖြစ်ပါတယ်။အာဆီယံကို 1968ခုနှစ်မှာအင်ဒိုနီးရှားဖိလစ်ပိုင်မလေးရှားစင်ကာပူနဲ့ထိုင်းဆိုတဲ့၅နိုင်ငံနဲ့စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။ဘရူနိုင်းက84ဗီယက်နမ်က65လာအိုနဲ့မြန်မာက69ကမ္ဘောဒီးယားက69ခုနှစ်မှာဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။အာဆီယံ10နိုင်ငံအခုအရှိတီမောပါလိုင်း17နိုင်ငံရဲ့လူဦးရေဟာတန်း600ကျော်ရှိနေပါတယ်။စုစုပေါင်း GDP အမေရိကန်ဒေါ်လာ3.6ထရီလီယံအောင်ရှိပြီးတော့ တစုတစည်းသေးတာဆိုရင်ကဘာမှာ ပြင်စမမြောက်အကြီးဆုံးစီးဝိုင်းအင်အားစုဖြစ်ပါတယ်ဒို့လူလေးများဆိုတဲ့လေဝေးလေးလေးဖြစ်နေလို့သာအာဆင်ဟာကဘာမှာရှိတဲ့ရှိထိုက်တဲ့ဩဇာအာဏာနဲ့နေရာတစ်ခုမရတာဖြစ်ပါတယ်ဟာတရုတ်နဲ့အာဆီယံနိုင်ငံအများပြားကြားအဓိကပေါ်တိုက်မှုဖြစ်တဲ့တောင်တရုတ်ပင်လယ်ရေပိုင်နဲ့အငင်းပွားမှုကိုလည်းကွာလာလမ်ပူမှာထုံးစံတိုင်းဆွေးနွေးကြအောင်မှာဖြစ်ပါတယ်ဒါပေမဲ့နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရတဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာကျင့်ဝတ်စည်းကမ်းကုတ်တော်ကွန်ထက်အပြင်းတက်နိုင်ဖို့ကတော့မျှော်လင့်ချက်နည်းနေစေဖြစ်ပါတယ်။1990ပြည့်လွန်နှစ်တွေကတည်းကတရုတ်နဲ့အငင်းပွားမှုကိုကင်လွယ်ဖို့ရာမူပေါင်းတစ်ခုရောက်ကိုစ조사ခဲ့ကြတာဖြစ်ပါတယ်။2023တုန်းကတော့အာဆီယံနဲ့တရုတ်ဟာဆွေးနွေးမှုတွေအရှိန်မြင့်ပြီးတော့တုံးနဲ့တွင်စီမင်းစည်းကမ်းကိုအပြည့်တက်ဖို့ဆိုတာသဘောတူခဲ့ကြပါတယ်။ဒီနေရာမှာတရုတ်ကမဟာဗျူဟာမြောက်ဝေးလက်ကြောင်ပတ်လုံးမှုကိုကောင်းကောင်းအသုံးချတယ်လို့လေးလာသူတွေကသုံးသပ်ကြပါတယ်။တရုတ်ကိုမှနေရတဲ့နိုင်ငံတွေတရုတ်နဲ့မကဲရမကင်းကြောင်းနိုင်ငံတွေနဲ့ တရုတ်ကပင်လယ်ပြင်မှာဗိုလ်ကြတာကိုလက်သက်မခံနိုင်တဲ့နိုင်ငံတွေကြားမှာအောက်ကောင်းတဲ့သဘောတူညီချက်ကဘလို့မှမရနိုင်ပါဘူးမဖြစ်မနေလုပ်ရမယ်လို့စီးနှောင်မှုမရှိတဲ့ပြဿနာတက်ရင်ဘလို့စီမံမလဲဆိုတာမျိုးကိုပဲအယုံဆိုင်တဲ့ကျင်းကျက်ချက်မျိုးတော့တော့ရရင်မစိုးဘူးလို့ဆိုရမှာဖြစ်ပါတယ်ရန်လိုတဲ့လောက်ရတဲ့ကိုထိမ့်သိမ့်ဖို့အချုပ်ချာအာဏာအငင်းပွားမှုကိုဖြေရှင်းဖို့ကျယ်ပြန့်တဲ့စီးနှောင်မှုရှိတဲ့စာပိုင်မျိုးကိုတော့ပါလာဖို့မရှိသေးဘူးလို့ပညာရှင်တွေကသုံးသပ်ထားပါတယ်ငင်းငယ်ရေး တည်ငြိမ်ရေးနဲ့လွတ်လပ်စွာရေချောင်းတောလာခွင့်ကိုထိမ့်သိမ့်ဖို့ဆိုတဲ့စီတယ်မလက်တော့စကားစုတွေနဲ့ပဲခေါင်းဆောင်တွေကညင်ညာချက်ထုတ်ဝေများနေပါတယ်ဖိလစ်ပိုင်လိုနိုင်ငံမျိုးကပြင်းထန်ထိရောက်တဲ့ရည်တည်ချက်မျိုးကိုလူလာကောင်းလူလာနိုင်ပြီမဲ့တရုတ်နဲ့ထိတိုက်တွေ့မှာသူ့အပူကိုကို့အပူမလုပ်ချင်တဲ့အိမ်ကြီးရင်းတွေကတော့ထုံးစံတိုင်းလက်ရှောင်ကြအောင်မှဖြစ်ပါတယ်စကောင်စီကဒီနှစ်ဒီဇင်ဘာလတဲ့ရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားတဲ့အချိန်မှာမြမအကြီးကလည်း အာဆီယံမှာအဓိကဆွေးနွေးစရာဖြစ်လာနိုင်ပါတယ်။ဒီတစ်ပွဲလဲမင်းအောင်လိုင်းတက်ခွင့်မရပါဘူး။တရုတ်တောင်မင်းအောင်လိုင်းကိုမီးစိမ်းပြလိုက်ပြီးမြန်အာဆီယံကတစ်စိမ်းချိုးချိုးနေတာကိုတော့ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ဒါမဲ့ရှင်းအောင်ပြောရရင်မင်းအောင်လိုင်းဟာစစ်အာဏာသိမ်းခေါင်းဆောင်မှုလို့အာဆီယံကအသိမှတ်မပြုလာမဟုတ်ပါဘူး။အဲ့ဒီမင်းအောင်လိုင်းကိုပဲအာဆီယံခေါင်းဆောင်တွေအကုန်လုံးကခေါ်တွေ့ထုံးတမ်းတိုင်းဘုံသဘောတူညီချက်၅ရက်ဆိုပြီးတော့ချမှတ်ပြီးတော့အကောင့်တွေပို့ဖို့အားလုံးသဘောတူခဲ့တာဖြစ်ပါတယ်။ဒါမဲ့အဲ့ဒီ၅ချက်ကိုတေချာနားမလဲပဲသဘောတူခဲ့တဲ့မင်းအောင်လိုင်းက ဘာမှအကောင့်ထဲမပေါ်တဲ့အခါတဖွဲ့လုံးအချက်ရစရာဖြစ်ခဲ့ရတာပါအဲ့ဒီသဘောတူညီချက်အရဆိုရင်အကြမ်းဖက်မှုတွေရရမယ်အားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေလုပ်ရမယ်လူသားချင်းစာနာမှုအကူအညီတွေပေးဝင်ရမယ်အာဆီယံအထူးကိုယ်စားလှယ်ကဂျာဝင်ဆက်ဆက်ရမယ်သက်ဆိုင်မှုအားလုံးနဲ့တွဲကွင်ပေးရမှာဖြစ်ပါတယ်အာဆီယံအနေနဲ့ကတော့အကြမ်းဖက်မှုတွေကိုပြင်းထန်ရှုတ်ချမယ်အထူးကိုယ်စားလှယ်ကအမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်အကျိုးသက်ဆိုင်မှုအားလုံးနဲ့တိတိကျကျဆက်ဆက်မှုညှင့်တင်မှုတွန်းအားပေးမယ်စတဲ့ကြီးညာချက်မျိုးတော်ထုတ်နိုင်ရည်ရှိတယ်လို့ လေးလာသူတွေကတုံးတက်ပါတယ်။ဒါပေမဲ့မြမအေးမြင်သာတဲ့တိုးတက်မှုမျိုးသိတာတဲ့အပြောင်းလဲမျိုးတော့တွေ့ရနိုင်ချေနေပါတယ်။နောက်ဆုံးစစ်ကောင်စီကိုဘလို့ဖိအားပေးမလဲဆိုတာတော့မှအာဆီယံထဲမှာသဘောကိုလဲမှုကဆက်ရှိနေဦးမှာဖြစ်ပါတယ်။ NUG နဲ့မကဘဲနဲ့မြေပြင်ကအကျိုးသက်ဆိုင်တဲ့အင်အားစုအများပြားနဲ့ထိတွေ့ဆက်ဆံမှုတွေတွေ့ဆုံဆွေးနွေးမှုတွေရှိလာမယ်လို့လဲသတင်းတွေထွက်ပေါ်နေပါတယ်။တရားဝင်အစည်းအဝေးပုံစံမျိုးတော့မြင်ရဖို့ရှိမနေပါဘူး။ မလေးရှားဆိုရကအာဆီယံဆဲကြဥက္ကရာဖြစ်လာပြီးမှသက်ဆိုင်သူတွေနဲ့ထိတွေ့ဆက်ဆံမှုတွေအများပြားရှိလာခဲ့တာကိုတော့အသိမှတ်ပြုရမှာဖြစ်ပါတယ်ဒီလိုနဲ့မလေးရှားအင်ရှင်အလှည့်ကုန်သွားမယ်နောက်ထပ်အလဲကျဥက္ကရာတနိုင်ငံထပ်တက်လာမယ်ဒီတန်နေရာကလဲနေမှာပါပွင့်လင်းပြောရမယ်ဆိုရင်တော့ဒေါ်နယ်ထရန့်ကပူတင်နဲ့ပတ်သက်ပြီးပြောခဲ့တဲ့စကားကိုပဲငှားပြောရမယ်ဆိုရင်အာဆီယံဟာစကားပြောလို့အဆင်ပြေပေမဲ့ဘယ်မှမရောက်ဘာမှမဖြစ်တဲ့အဖွဲ့အစည်းဖြစ်ဆက်ရှိနေမှာအရှေ့ဒီမောနိုင်ငံအဖွဲ့ဝင်ဖြစ်လာတာထရန့်နဲ့ကမ္ဘာကောင်းဆောင်အများပြားတက်ရောက်ပြီးတော့ ီပါရေးကုံသေးသဘောတူညီချက်တွေလက်မှတ်ရေးထိုးနိုင်မှာလို့အောင်မြင်မှုတွေနဲ့တူဒီနှစ်ဟာအာဆီယံထိပ်သီးဆွေးနွေးပွဲသမိုင်းမှာထူးခြားတဲ့နှစ်တစ်နှစ်အရေးပါတဲ့နှစ်တစ်နှစ်ဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ဘုံသဘောတူညီချက်ရဖို့အတွက်တင်းမာပြတ်သားတဲ့ရည်တိချက်မျိုးကိုရှောင်လွှဲပြီးတော့ရှင်လဲလျှောက်သားပြားလဲဆွဲသားမျက်နာမပြတ်ရေးမူကိုပဲကျင့်သုံးမှုရှိနေတဲ့အတွက်နိုင်ငံရေးရည်တိချက်နဲ့ကိုကျင်တရားနဲ့ဆိုင်တဲ့ခံယူချက်မျိုးမှာအာဆီယံဟာကမ္ဘာစက်ခုံပေါ်မှာနောက်တန်းကနေပဲ အေးဆေးဆေးဆက်ရှိနေဦးမယ်လို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျာဆက်လို့ရှာကြကွာတော့အစီအစဉ်ကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စိုက်ခစ်နေပါ